မြန်မာဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါ ISP အမျိုးသမီးအသင်းရဲ့အာရှချန်ပီယံလီပွဲစဉ်အချိန်စရာတွေကတော့တရားဝင်ထွက်ရှိလာပါပြီလာမယ့်17လပိုင်းပေါ့နော်နိုဝင်ဘာလ9ရက်နေ့ကနေပြီးတော့နိုဝင်ဘာလ15ရက်နေ့ထိအုပ်စုအဆင့်ပွဲစဉ်တွေကိုရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ် ISP ရဲ့အနေနဲ့အုပ်စုအဖွဲ့ပွဲစဉ်ပေါ့နော်ပထမဆုံးပွဲစဉ်အနေနဲ့ကတော့ဒါကျွန်တော်တို့တောင်ကိုရီးယားကလပ်စူဝန်အသင်းနဲ့ဒါရင်ဆိုင်ကစားရမှာဖြစ်တယ်ပေါ့နော်အာရှဘောလုံးဖွဲ့ချုပ်ကထုတ်ပြန်ထားတဲ့စာရင်းအရဆိုလို့ရှိရင်ဒီစူဝန်အသင်းနဲ့ ISPE အသင်းတို့ရဲ့ပွဲစဉ်ကဒါကျွန်တော်တို့မြန်မာစံတော်ချိန်ည၈နာရီမှာကစားရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းဒါ ISPE အသင်းဘက်ကနေပြီးတော့အဲညနေ၄နာရီမှာပြောင်းလဲပြီးတော့ရှင်ပြိုင်ကစားခွင့်ပေးဖို့အတွက်ဒါ အာရှဘလုံးဖွဲ့ချုပ်ထံကိုဒါကျွန်တော်တို့တင်ပြထားတယ်အဲတင်ပြထားတာလည်းအောင်မြင်မှုရတယ်လို့လည်းဒါကျွန်တော်တို့ကြားသိထားရတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်ကတော့ကျွန်တော်တို့ဒီ ည၈နာရီမှာကံမယ်လို့သတ်မှတ်ထားပေမဲ့လည်းဒါ ISP အသင်းရဲ့ပွဲစဉ်တွေအားလုံးကိုညနေ၄နာရီမှာကစားသွားဖို့အတွက်ဒါ ISP အသင်းအနေနဲ့ကဒါ AFC ဘက်ကိုသူတို့အနေနဲ့တင်ပြထားတယ်ပေါ့နော်အဆိုပါတင်ပြချက်ကလည်းဒါအောင်မြင်လိမ့်မယ်လို့မျှော်လင့်တယ်အဲတကယ်လည်းအောင်မြင်လိမ့်မယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီလိုပုံစံမျိုးတွေကအရှိရကျွန်တော်တို့အမျိုးသမီးအာရှဖလားချစ်စစ်ပွဲစဉ်အဆင့်တွေမှာလည်းတောက်လျှောက်ကျွန်တော်မြင်တွေ့ခဲ့ရတယ်ပေါ့နော်မြန်မာအမျိုးသမီးအသင်းတွေရဲ့ပွဲစဉ်တွေအားလုံးကညနေ၄နာရီမှာရှင်းပြိုင်ကစားတယ်ပေါ့နော်အဲ့တော့ ဒုတိယပွဲစဉ်ဒုတိယပွဲစဉ်ကိုတော့ဒါကျွန်တော်တို့နိုဝင်ဘာလ12ရက်နေ့ပေါ့နော်ဗုဒ္ဓဟူးနေ့ပေါ့အဲ့ဒီနေ့မှာကတော့ဒါကျွန်တော်တို့ဂျပန်ကလပ်တိုကျိုဘာဒီအသင်းနဲ့ရှင်ပြိုင်ကစားရမှာပါ ဒီပွဲစဉ်ကတော့ဒါငကိုကလေးကဒီ AFC ကထုတ်ပြန်ထားတဲ့အချိန်စရာအရာဆိုလို့ရှိရင်ဒါညနေ၄နာရီမှာပဲရှင်ပြိုင်ကစားသွားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်နောက်ဆုံးပွဲစဉ်နောက်ဆုံးပွဲစဉ်ကတော့ဒါကျွန်တော်တို့နိုဝင်ဘာလ15ရက်နေ့ပေါ့နော်။စနေနေ့မှာကစားသွားမှာဖြစ်တယ်။ဒီပွဲစဉ်ကတော့ဒါကျွန်တော် ISP အသင်းအနေနဲ့ကဒါမြောက်ကိုရီးယား Club Nagorong အသင်းနဲ့ကစားရမှာဖြစ်တယ်။ ဲ့တော့ဒီပွဲစဉ်ကလည်းပဲဒါ AFC ရဲ့အချိန်စရာအရဆိုလို့ရှိရင်ဒါကျွန်တော်တို့မြန်မာစံတော်ကြီးည၈နာရီမှာကစားရမှာဖြစ်တယ်။ဒါပေမဲ့လည်း ISB ရဲ့အသင်းရဲ့ဒီဒီပရိသတ်တွေအတွက်အဆင်ပြေအောင်ဆိုပြီးတော့ဗောနော်ဒါသူတို့တွေက၄နိုင်မှာကစားဖို့အတွက် AFC ကိုတင်ပြထားတဲ့ဒီဟာလည်းအောင်မြင်မှုရတယ်။အဲ့တော့ကျွန်တော်တို့ ISB ရဲ့အသင်းရဲ့အာရှချန်ပီယံလိအုပ်စုပွဲစဉ်တွေအားလုံးကိုညနေ၄နာရီအချိန်မှာပဲရှင်ပြိုင်ကစားသွားမှာဖြစ်တယ်ဗောနော်။ ဲ့တော့ကျွန်တော်တို့အုပ်စုပွဲစဉ်တို့ရဲ့အားလုံးကတော့ဒါကျွန်တော်တို့တကြော့တယ်ပဲကစားသွားမှာဖြစ်တယ်အဲ့တော့ဒီအုပ်စုပွဲစဉ်၃ပွဲကစားအပြီးမှာဆိုလို့ရှိရင်ဒါအုပ်စုပထမနေရာနဲ့အုပ်စုဒုတိယနေရာကအသင်းတွေက quarter final နဲ့အဆင့်ကိုလွတ်လွတ်ကျွတ်ကျွတ်တက်မှာဖြစ်တယ်တကယ်လို့အုပ်စုတတိယရခဲ့တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အုပ်စု၃ခုတည်းရပါတော့အကောင်းဆုံးအုပ်စုတတိယနှစ်သင်းပါတော့ဒီနှစ်သင်းကလည်းတယောက်ခွင့်ရမှာဖြစ်တယ်အဲ့တော့အုပ်စုအဆင့်မှာ အုပ်စုတွင်းမှာအဆင့်1နှစ်3ရတဲ့အသင်းတွေကဒါကျွန်တော် quarter final အဆင့်ကိုတက်ရောက်ဖို့အတွက်ဒါမျှော်လင့်ချက်ရှိမှာဖြစ်တယ်။အဲ့တော့ quarter final ပွဲစဉ်တွေကိုတော့ဒါကျွန်တော်တို့2026ခုနှစ် match လထဲမှာကစားသွားမှာဖြစ်ပြီးတော့ဒီ semi final နဲ့ quarter final ပွဲစဉ်တွေကိုတော့2026ခုနှစ်မေလထဲရောက်မှသာရှင်ပြိုင်ကစားမှာဖြစ်တယ်ပေါ့နော်။ ကျွန်တော်အနေနဲ့ကလည်းဒီအပိုင်းမှာဒါကျွန်တော်ဗီဒီယိုမတင်တာတော်တော်ကြာသွားတယ်ပေါ့နော်အကြောင်းရင်းကတော့ကျွန်တော်နေထိုင်မကောင်းဖြစ်နေလို့ဖြစ်ပါတယ်အခုကျွန်တော်ပုံစံမကြည့်ကျွန်တော်စပိန်နေလဲညှက်လိုက်ရပြီပေါ့နော်ကျွန်တော်ဒါတော်တော်လေးကိုနေထိုင်မကောင်းဖြစ်ပြီးအိပ်ရတဲ့လဲသွားတယ်ဆေးရုံစည်းကမ်းတွေလည်းသွားလိုက်ရတယ်ပေါ့နော်ဆေးရုံစေးတောက်တွေလည်းလှုပ်ထားတယ်လက်ရှိချိန်ထိလည်းဒါကျွန်တော်စီမှာအခုဒီနေ့တောက်ရမယ့်ဆေးရည်ကြံနေသေးတယ်အဲ့တော့ကျွန်တော်ဒီမြန်မာပေါ်လုံးလောကနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုတင်ပြရမှာတော့ဒါကျွန်တော်တော်တော်လေးကိုနောက်ကျသွားတယ်အဲကျွန်တော်ကျမ်းမာရေးအခြေအနေကြောင်းပါ အဲ့တော့အခုလည်းကျွန်တော်ဘလို့မှမနေနိုင်မထိုင်နိုင်လို့သာဒါကျွန်တော်ဗီဒီယိုထားရိုက်လိုက်တာဖြစ်တာပေါ့နော်ဒီ ISP အသင်းအကြောင်းကိုပြောချင်တာအဓိကကျွန်တော်ပြောချင်တာကဒီ ISP အသင်းရဲ့အုပ်စုပွဲစဉ်တွေဘောလုံးပွဲစဉ်တွေအကြောင်းမဟုတ်ဘူးကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင်ဒီ ISP အသင်းရဲ့ပရိသတ်တွေအပေါ်ကိုလေးစားမှုမရှိတဲ့လုပ်ရက်တွေကိုကျွန်တော်အဓိကထားပြီးပြောချင်တာပေါ့နော်ဥပမာသူတို့တင်ထားတဲ့ post မှာကြည့်လိုက်ဗျာ ISP အသင်းရဲ့ပွဲစဉ်အချိန်ဇာတ်ဆိုပြီးတော့ သူတင်ထားတဲ့ post ကိုကြည့်လိုက်တဲ့အချိန်မှာသူကကျွန်တော်တို့ဒီ EFC ရဲ့ website ထဲကနေပြီးတော့ရိုက်လာတဲ့ screen shot ကြီးနဲ့တကွာပေါ့နော်အဲ့ထဲမှာဆိုလို့ရှိရင်လည်းဗျာဒါအချိန်လေးကဒါမြန်မာစံတော်ချိန်မဟုတ်ဘူးမြန်မာစံတော်ချိန်၄နာရီဆိုပေမဲ့လည်းဒီ EFC ရဲ့ screen shot ထဲမှာဆိုလို့ရှိရင်ဒါသူက15နာရီလို့ပြထားတာ၃နာရီပေါ့ဗျာဒါကတော့ကျွန်တော်ဘယ်စံတော်ချိန်ဖြစ်လဲမလေးရှားစံတော်ချိန်ဖြစ်မှာပေါ့ မလေးရှားစံတော်ချင်းဒါမှမဟုတ်ပေါ့เนาะအဲ့လိုမျိုးတခြားဒီအာရှရဲ့စံတော်ချင်းတစ်ခုခုသူတို့တတ်မှတ်ထားတာပေါ့เนาะဒါမြန်မာနိုင်ငံစံတော်ချင်းတော့မဟုတ်အဲ့ဒါကိုဗျာဒီတိုင်းပဲ screen shot ကြီးရိုက်ပြီးတော့ပြန်တင်ထားရတယ်ဗျာအဲ့ဒါပရိသတ်ကိုလေးစားမှုမရှိတာပဲနောက်ပြောလို့ရှိရင် ISPE လို့အတင်းတင်းအနေနဲ့ဒီမြန်မာပြည်ရဲ့အကောင်းဆုံးအမျိုးသမီးအတင်းအတင်းတဲ့အတင်းတင်းအနေနဲ့ သူတို့ရဲ့ social media platform ကဒါပရိသတ်တွေနဲ့ဒါထိတွေ့မှုအများဆုံးနေရာဖြစ်တာပေါ့နော်ဒါပေမဲ့သူတို့ကဒီ social media platform တော့မှပဲသူတို့တွင်နဲ့တတိချာချာလေးသူတို့ပြင်ဆင်နိုင်ခြင်းမရှိဘူးအမေရိကန်ဆိုလို့ရှိရင်ဖြစ်တင်တာကဒါကျွန်တော်ကျမတို့ ISP အသင်းရဲ့ပွဲစဉ်တွေကတော့ဘယ်နေ့ဘယ်အချိန်မှာဘယ်လိုမျိုးလေးတွေကမ်းပါမယ်ဆိုတဲ့ဟာမျိုးကိုကိုယ်ပိုင် အော်တိုကိုပိုင်းဒီဇိုင်းနဲ့ဒါတသိချာချာလေးကိုပြင်ဆင်သင့်တယ်ပေါ့နော်ဒါ professional ကလပ်အသင်းသင်းမှာဆိုလို့ရှိရင်ဒါသူတို့ရဲ့ Facebook account တွေ social media account တွေကတကယ်ကိုအရေးပါပါတယ် ဒီနေရာမှာတစင်ပရိသတ်တွေနဲ့ဆက်သွယ်နိုင်မယ်အဲ့တော့ဒီ social media platform တွေကိုလည်းဒါဘောလုံးအသင်းတွေအနေနဲ့တသိချာချာလေးကိုကင်တွယ်တင်ပါတယ်အခုလိုမျိုးကြီးပြဖြစ်ကလက်ဆိုင်တွေလှုပ်လိုက်တဲ့ဟာကြီးကတော်တော်လေးကိုဒါကျွန်တော်တို့လိုမျိုးတသိချာချာအတွင်းကြကြအားပေးနေတဲ့ဒီမြမဘောလုံးချစ်ပရိသတ်တွေအတွက်တော့ဒါပရိသတ်တွေအပေါ်ကိုလေးစားမှုမရှိဘူးလို့ပဲကျွန်တော်ကတော့ အဲ့လိုမျိုးထင်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်အနေနဲ့နောက်တစ်ခုထပ်ပြောချင်တာဘာလဲဆိုလို့ရှိရင်ကျွန်တော်သိတယ်ကျွန်တော်မြန်မာနိုင်ငံတည်းကဘောလုံးကလပ်အသင်းတွေကဒါတော်တော်အားနည်းတယ်ဒီဆိုရှယ်မီဒီယာဘိုင်းနဲ့ဆာလို့ရှိရင်အဲ့အတွက်ကြောင့်လို့ကျွန်တော် marketing license သေးတယ်တချို့အသင်းတွေပေါ့နော် ISV လည်းပါပါတယ် marketing license နဲ့ဒါဒီဘောလုံးအသင်းတွေရဲ့ match day ပုံတွေကျွန်တော်တို့အဲပြောလို့ရှိရင်ကျွန်တော်တို့ဒီ line up ပုံတွေကျွန်တော်ကစားသမားတယောက်ခိုးသွင်းသွားလို့ရှိရင်ပရိသတ်တွေကိုတင်ပြမယ်ဟာတွေအစရှိတဲ့ဖြစ်ပေါ့နော် ဒီလိုမျိုးအကြောင်းအရာတစ်ခုရှိလိုက်ပြီဆိုလို့ရှိရင်ဒီပို့တိုဒီဇိုင်းတွေဗီဒီယိုဒီဇိုင်းတွေဒီရာဂွန်ယူနိုက်တက်တို့ရှမ်းဝယ်လိုက်တက်တို့လုံနေသလိုပေါ့ဗျာဒီလိုပုံစံမျိုးတွေကဘောလုံးအသေးသေးလေးမှာရှိကိုရှိသင့်တဲ့အရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုး marketing သွားစင်းတဲ့အချိန်ကြာလို့ရှိရင်လည်းဒါမချေမငန်ပေါ့နော်ပြန်လဲပြောဆိုရင်ခံရတယ်ပေါ့နော်ဒါသူတို့အနေနဲ့ဒါအောင်ပဲနားမလဲတာလားဘလို့လဲတော့မသိဘူးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော်တော်လေးကိုစိတ်ပြက်တယ်နောက်ထပ်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီကစားရမဲ့ပွဲချိန်တွေကိုပြောင်းလဲလိုက်တယ်ဆိုတဲ့ဟာပဲ အမှန်တကယ်ဆိုလို့ရှိရင်ဒီအရာမဖြစ်သင့်ဘူးဗျ။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့တချို့အယူဆတွေလည်းရှိတယ်ဗျာတလား။အဲဒီအချိန်မှာဒီအချိန်မှာဒီလိုကံမှဒီပွဲကနိုင်မယ်ဆိုတာမျိုးအဲ့ဒါအောင်မှာကျွန်တော်တို့ကဒီအချိန်မှာကံမှဟောင်းမှာကျွန်တော်တို့ကသွားပြီးတော့ပြောင်းလဲလိုက်ပြီးတော့နောက်တစ်ချိန်မှာကံမယ်ဆိုပြီးလှုပ်လိုက်တော့ဒါကျွန်တော်တို့ဘာဖြစ်တာယုံကြည်တဲ့လူတွေပေါ့နော်ဒါကံကြမ္မာအလှည့်ပြောင်းနေဘာညာပေါ့ဒါမျိုးတွေကလည်းရှိတယ်ဗျ။ဘလုံးပွဲတပွဲဆိုတာထင်သလောက်လွယ်ကူယူရှင်းနေတာမဟုတ်ဘူးကောနော်အဆအဆရရအဖက်ဖက်မှာ အဖတ်ဖတ်ကနေပြီးတော့ပါဝင်ပတ်သက်မှုရှိနေတဲ့ကစားပွဲတစ်ပွဲဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ကလည်းအဲ့လိုမျိုးအချိန်လေးကိုပြောင်းလဲပြီးကန်တော့လည်းကျွန်တော်အနေနဲ့တိတ်ပြီးတော့သဘောမကျဘူးပေါ့နော်အဲ့တော့ဒီပထမဆုံးအုပ်စုပထမပွဲစဉ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့နိုဝင်ဘာလ9ရက်နေ့မှာကစားမှာဖြစ်တယ်အဲ့ဒီနေ့ကကျွန်တော်တနင်္ဂနွေနေ့ကြာတယ်တနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကြောင့်မို့ဒါရရလေကျွန်တော်တို့ည9နာရီမှကန်မယ်ဆိုလို့ကျွန်တော်တို့တွက်ကြည့်မှာပဲဟုတ်လားဘာကြောင့်လဲ၄နာရီအဲ့ဆိုကျွန်တော်တို့ဒီနိုဝင်ဘာလ12ရက်နေ့ဆိုတာဂျားရက်ကြီးဖြစ်သွားပြီဗိုလ်တော်ဦးနေ့ဗိုလ်တော်ဦးနေ့မှာကျွန်တော်တို့၄နာရီကျွန်တော်တို့လာကြည့်ရမယ် ဒါလည်းအမှန်တကယ်လည်း၄နာရီပါပဲသတ်မှတ်ထားတာအဲ့တော့အဲ့ဒီနေ့မျိုးမှာကြာတော့ကျွန်တော်တို့တကယ်အလုတ်သွားတဲ့လူတွေရုံတက်ရတဲ့လူတွေကြာတော့ဘယ်လိုလုပ်ရမှာလဲစင်မပြေဘူးလေအဲ့တော့နောက်ဆုံးပွဲစဉ်နောက်ဆုံးပွဲစဉ်ကလည်းနိုဝင်ဘာလ15ရက်နေ့စနေနေ့ဖြစ်နေတယ်စနေနေ့ကလည်းဒါကျွန်တော်တို့လုတ်ပိတ်ရပဲလုတ်ပိတ်ဆိုတော့ည9နာရီမှကြည့်ရလဲပြဿနာမရှိဘူးဟုတ်လားအဲ့တော့ဘာကြောင့်မို့ဒီလိုအချိန်လေးကိုလိုက်ပြောင်းလာလဲဘာကြောင့်မို့ဒီလိုတွေလုတ်တာလဲကျွန်တော်ဘလို့မှစဉ်းစားလို့မရဘူးဗောနော်ဒီဘောလုံးပွဲတပွဲဆိုတော့ကျွန်တော်ခုနကတည်းကပြောသွားတယ်လို့မျိုးအကြောင်းအရာမျိုးစုံအဖက်ဖက်ကနေပြီးတော့တဲ့မလား အဆုံးအလင်းပေါ်ပါဝင်ပတ်သက်နေတာဖြစ်တယ်အဲ့တော့ဒီလိုအရာတွေကိုတွားပြီးတော့ကိုယ့်ဘက်ကနေပြီးပြောင်းလဲဖို့ကြိုးစားမယ်ဆိုလို့ရှင်တော့ဒါဒါလုံးဝမဖြစ်တဲ့ပြီးခဲ့တဲ့ဒီအမျိုးသမီးအာရှဖလာချစ်စစ်ပွဲတွေမှာဒီအချိန်လေးကိုပြောင်းလဲပြီးသူတို့လှုပ်ခဲလို့လဲဒါကျွန်တော်တို့တချို့တော့ပွဲတွေကဒါရလတ်တွေကဘယ်လိုပြောရမလဲအစင်မပြေဘူးဗျာကမောက်ကမတွေဖြစ်ကုန်တာပေါ့အဲ့ဒါကြီးကတော့တကယ်ကိုကျွန်တော်အချိန်ပြောင်းလဲတဲ့ဟာကြီးကတော့မလုံးတင်ဘူးလို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်အဲ့တော့ပြောရလို့ရှင် ဒါကျွန်တော် ISP ရဲ့သတင်းအနေနဲ့ကဒါအာရှချန်ပီယံလိပြိုင်ပွဲအတွက်ဆိုပြီးတော့ဒါပြိုင်ဘက်သတင်းတွေရဲ့ကစားသမားကောင်းနေပေါ့နော် ARD သတင်းကစားသမား၄ယောက်ရန်ကုန်က၂ယောက်တစ္ဆာအာမန်ကစားသမား၃ယောက်ထိကိုခေါ်ယူထားတယ်စုစုပေါင်း၉ယောက်ထိကိုခေါ်ယူထားတယ်ဗျာခေါ်ထားနောက်ထပ်လည်းသူတို့အသစ်ခေါ်ရင်ခေါ်ဦးမယ်လို့ပြောထားတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့လုံးဝအောင်မှဒါနောက်ထပ်ကစားသမားတွေကိုထပ်မံခေါ်ယူဖို့ဆိုတာကတော့ကျွန်တော်ကတော့မဖြစ်စင်ကျင်တော့ဘူးပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဒါ ISP ရဲ့အသင်းမှာငကိုကလေးက ကစားနေတဲ့ကစားသမားတွေဒါအတင်းအတွက်ပေးဆက်ထားတဲ့ကစားသမားတွေအတွက်လည်းဒါကျွန်တော်တို့အားနာစရာဖြစ်တယ်ပေါ့နော်ဒါတကယ်တကယ်နဲ့သူတို့ကချန်ပီယံရအောင်လို့ဒါပြီးခဲ့တဲ့နှစ်ကလှုပ်ပေးခဲ့ပြီမဲ့တကယ်တမ်းဒီချန်ပီယံလေးချန်ပီယံလေးအာရှချန်ပီယံလေးပြိုင်ပွဲကိုကန်နေတာကတခြားကစားသမားတွေဆိုတော့ ISP အတင်းရဲ့ ဒါ ISP ရဲ့အတင်းမှာကစားနေတဲ့ကစားသမားတွေအတွက်လည်းဒါအခွင့်အရေးဆုံးရှုံးမှုတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ပါဒါကျွန်တော် ISP ရဲ့အတင်းရဲ့အာရှချန်ပီယံလီပွဲစဉ်တွေကလာမယ်နိုဝင်ဘာလ9ရက်နေ့ဆိုရင်စတင်တော့မှာဖြစ်တယ်ပွဲစဉ်တွေအားလုံးကိုလည်းဒါကျွန်တော်တို့ Sky Net ကနေပြီးတော့ဓာတ်ရိုက်ပြသသွားမယ်လို့ဒါကျွန်တော်သတင်းကြားထားရတယ် Sky Net ကပြမယ်ဆိုတော့ကတရမလား Sky Net မတက်နိုင်တဲ့လူတွေမကြည့်နဲ့ပေါ့ပြောလို့ချင်းကျွန်တော်လို application Sky Net application ကိုမဖွင့်တတ်တဲ့လူတွေမကြည့်နဲ့ပေါ့ဗျာ ယူကျူကနေလိုက်လွှင့်တာတွေဘာတွေကလာမလားမလာမလားတော့ကျွန်တော်တို့မသိဘူးအဲ့တော့ကျွန်တော်တို့ဘယ်လိုမျိုးဆက်ပြီးတော့အားပေးရမလဲကျွန်တော်ဆက်လက်စောင့်ကြည့်သွားရမှာပါတော့အဲ့တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒါနေပြန်ကောင်းလာတာနဲ့အမျှဒါကျွန်တော်မြန်မာဘောလုံးလောကနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဒါကျွန်တော်စဉ်းစားမပြတ်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါမယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်